မင်္ဂလာပါပရိသတ်များနဲ့ပြန်လည်ဆုံတွေ့ရလို့ဝမ်းမြောက်ပါတယ်ဒီနေ့အစီအစဉ်မှာတော့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ KNU တိုက်ခိုက်ရေးသမားဖော့ထူးဘေရောက်နေသလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကရင်မျိုးသားစည်းရုံး KNU ဟာနိုင်ငံရေးဆင်လာတော်လိုင်းရေးဆင်လာကြီးမားတဲ့အရင်သားလက်နက်ကင်အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်1945ခုနှစ်ကနေစပြီးတော့အရင်ဆုံးဒီစစ်အာဏာရှင်အစိုးရကို တော်လန်တိုက်ခိုက်ခဲ့တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတွေအဖွဲ့အစည်းကြီးတခုဖြစ်ပါတယ်အဲ့ဒီတော့သူကအာအစင်လာကြီးမတဲ့နိုင်ငံရေးအဖွဲ့အစည်းကြီးတော်လန်ရင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့လျောက်ဒီအဖွဲ့အစည်းကိုဦးစီးခေါင်းဆောင်ခဲ့တဲ့ပဲ့ကန်ခဲ့တဲ့နာမည်ကြီးကရင်ခေါင်းဆောင်ကြီးလည်းအများပြားပေါ်ထွက်ခဲ့ပါတယ်ဒီကရင် KNU အဖွဲ့အစည်းကိုစပြီးတော့ခေါင်းဆောင်တွေခေါင်းဆောင်ခဲ့တဲ့เนาะခေါင်းဆောင်မှုတွေထဲမှာဆိုရင်စောပါဦးကြီးတို့မန်ဘာဇန်တို့ဒီလိုခေါင်းဆောင်တွေ ပြီးတော့ဒီဘုံချုပ်မြတို့လို့เนาะဆောင်းဘုံမြတို့လို့ခေါင်းဆောင်တွေပေါ်ထွန်းခဲ့ပြီးတော့နိုင်ငံရေးဘက်မှာလို့အစင်လာကြီးတဲ့နိုင်ငံရေးခေါင်းဆောင်တွေအရင်ကပေါ်ပေါက်ခဲ့တယ်စစ်ရေးဘက်မှာလည်းထူးချွန်တဲ့တိုက်ခိုက်ရေးသမားတွေ KNU ဖွဲ့စည်းထဲမှာအစင်ဆက်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့အားလုံးလည်းရင်းနှီးကြတဲ့နာမည်တွေရှိပါတယ်ခရင်တိုက်ခိုက်ရေးသမားတွေထဲမှာအဲ့ဒီလူတွေကတော့ဒီလက်ရှိ KNU COC ကျောက်ဘုံချုပ်ကြီးစောကျော်နေတို့ပြီးရင်သူ့ရဲ့ညီဖြစ်တဲ့ဘုံချုပ်ကြီး ဗိုလ်ချုပ်ကြီးဂျော်ဖြူတို့သူတို့တွေကသူကတော့ဆုံးသွားဆုံးမသွားပြီပေါ့နော်ဆိုတော့ဗိုလ်ချုပ်ကြီးဂျော်နီဆော့ဆော့ဂျော်နီတို့ဂျော်ဖြူတို့အာတချိန်လုံးက KNU မှာเนาะသူတို့တိုက်ခိုက်ရေးသမားဘွားတော့ဆိုရင်လည်းအဲတပ်မဟာတပ်မဟာမူအဆင့်အဲအဲ့လိုတရင်မူအဆင့်လုံးဝဆိုရင်လည်းနာမည်ကြီးရဲ့တိုက်ခိုက်ရေးသမားတွေဖြစ်ခဲ့ကြတယ်ဗိုလ်ချုပ်ကြီးဆော့ဂျော်နီဆိုရင်သူဝင်ရောက်တိုက်ခိုက်မဲ့နော်မြို့တွေနေရာတွေစခန်းတွေဆိုရင်အထူးဖြင့်ပြည်သူလူထုရှိတဲ့နေရာတွေဆိုရင် ပြည်သူလူထုအထိမနာရအောင် ိုလ်ချုပ်ကြီးစောချောင်နေကအရင်ဦးဆုံးတတိပေးတယ်မြို့ခံတွေဒေသခံတွေအနေနဲ့အရင်ဆုံးเนาะနေရာရှောင်တိန်ဖို့မကြခင်လာရောက်တိုက်ခိုက်မှာဖြစ်တဲ့အတွက်เนาะနေရာအကျိုးပြီးတော့ရှောင်ထားကြဖို့ဆိုပြီးတော့ကျော်တင်သိပေးမှုတွေလုပ်ခဲ့တယ်အဲ့လိုတတိပေးပြီးတော့စစ်တိုက်မဲ့ချိန်ကိုတတိပေးပြီးတော့เนาะနာဝတတက်နာအာဖတ်တက်တွေကိုအာနာရှင်တက်တွေကိုဝင်ရောက်တိုက်ခိုက်တယ်တဲ့ရင်ကြိုပေးပြီးတော့အချိန်ကိုကြိုပြောပြီးတော့တိုက်လာတော့မှဒီနာဝတာတက်တွေကနော်ခုခံနိုင်ခြင်းမရှိဘဲနဲ့နော်ခွက်ခွက်လန် ကစင်ကလျားထွက်ပြေးရတဲ့အထီကိုတိုက်ဆိုင်ရအရန်ညှင့်မှားခဲ့တဲ့နာမည်ကြီး KNU တိုက်ခိုက်ရေးသမားတွေဖြစ်ခဲ့တယ်1980ပြည့်နှစ်ကျော်တွေကဆိုရင်ဂျော်ဂျော်နီစစ်ကြောင်းနော်ဂျော်ဖြူစစ်ကြောင်းဂျော်တူတူစစ်ကြောင်းဆိုရဲအဲ့ဒီစစ်ကြောင်းတွေကဒီကရင်ပြည်နယ်ဒေါနတောင်တကျော်ကရင်ပြည်နယ်ထဲမှာရှိတဲ့နာအဖနော်အာနာရှင်တက်တွေမာဆာလာအာနာရှင်တက်တွေကိုကောင်းကောင်းကြီးအစွမ်းပြပညာပေးဦးနိုင်နိုင်ခဲ့ဦးနိုင်နိုင်ခဲ့ပြီးတော့ဒီရန်သူတက်မှုတွေကတော့ နော်သူတို့ကိုလေးစားရတဲ့နော်လေးစားခန့်ညားရတဲ့နော်ကြောက်ရွံ့ရတဲ့နော်ပေါ့ပေါ့တန်တန်တဘောဂျော်နီစစ်ကြောင်းဝင်လာတယ်ဂျော်နီတိုက်တယ်ဒီစစ်ကြောင်းကိုဂျော်နီတို့ဂျော်ဖြူတို့ဂျော်တူတူတို့ဥဆောင်နေဆိုရင်နော်မဆာလာတက်မှုတွေနာဖတ်တက်မှုတွေကနော်ပေါ့ပေါ့ဆဆမလုပ်ရဲမနဲ့သတိကြီးကြီးထားပြီးတော့ရင်ဆိုင်ခဲ့ရတဲ့နာမည်ကြီးတိုက်ခိုက်ရေးသမားတွေဖြစ်နေဆိုတော့ဒီကောင်းစင်မှာကျွန်တော်တို့ဖော်ပြထားတဲ့ဖော့ထူးဆိုတာကတော့ မတူလဲပေါ့နော်ဒီအကြောင်းအောင်ပြောချင်တယ်ဆိုတော့ part 2ဆိုတာကတော့အခုကျွန်တော်တို့ပြောသွားတဲ့နာမည်ကြီးတိုက်ခိုက်ရေးသမားတွေ Johnny Joe Phu Joe Tutu သူတို့တွေမတိုင်ခင်ပါသူတို့ထက်ဥပြီးတော့နာမည်ကြီးခဲ့တဲ့နာမည်ကြီးတိုက်ခိုက်ရေးသမားတစ်ယောက်ပဲတိုက်ခိုက်ရေးမှာလည်းတိတ်တော်တယ်အရန်အစွမ်းပြနိုင်ခဲ့တယ်เนาะတိုက်ခိုက်ရေးသမားတစ်ယောက်ပဲဒါပေမဲ့ခက်တာကသူနဲ့ပတ်သက်တဲ့မှတ်တမ်းမှတ်ရာတွေကဒီ Johnny တို့ Joe Phu တို့လောက်เนาะသူကတတ်တမ်းမရှိဘူးလို့ပဲပြောရမှာပေါ့အဲ့တော့မှတ်တမ်းမှတ်ရာတွေလည်းလုံလုံလောက်မရှိတဲ့အတွက်ဟိုဒီသူ့အကြောင်းကိုထုတ်ပြောခဲ့တဲ့ နော်နဝတတက်မှုတွေနဝတနာဖစစ်ဘူတွေရဲ့မှတ်တမ်းတချို့မှာရေးရေးလေးပဲကျွန်တော်တို့သိခဲ့ရတယ်။ဒါပေမဲ့သူတက်တရှိထင်ရှားရှိတဲ့ချိန်တုန်းကသူဟာတိုက်ကိုတော်တဲ့နော်တိုက်ခိုက်ရတဲ့မှာစစ်သားတယောက်ဖြစ်ခဲ့ပြီးတော့သူနဲ့ရင်ဆိုင်ရတဲ့ဒီအာနာရှင်တက်ကနော်နဝတစစ်ဘူတွေနာဖစစ်ဘူတွေကအင်မတန်လေးစားခန့်ကြားပြီးတော့နော်ဖိဖိတောင်းအောင်ကြောင်းယုံခဲ့ရတယ်တက်မှုတယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တတ်တွေ့ရတယ်။နဝတခင်မှာနာဖခင်မှာသူတို့ဒီဗမာစစ်တပ်ဘက်ကနေတွေ့တိုက်ပွဲတွေ့ကြုံတွေကိုသူတို့ ဒီစိတ်ရာရှိတွေပိုင်းထုတ်ပြန်ခဲ့သူတို့စောင်းတွေထုတ်ခဲ့တာကိုတွေ့ရတယ်အဲ့မှာဆိုရင်တောင်းဝေဘူးလို့လို့เนาะစိတ်ရာရှိတွေလည်းပါတယ်အဲ့မှာသူတို့ဘာပြောတာကိုတွေ့ရလဲဆိုရင်ဒီ Port 2ဆိုရဲเนาะနာမည်ကြီးတိုက်ခိုက်ရေးသမားတယောက်အဲ့ဒီတော့ကဒေါနာတောင်းဒီဂျော်နီတို့ဂျော်တူတူတို့เนาะဂျော်ဖြူတို့မပေါ်ခင်1985လောက်အဲ့လောက်ဝင်းကျင်တော့က Port 2ဆိုရဲနိုင်ငံဒီတိုက်ခိုက်ရေးသမားတယောက် KNU ဘက်မှာရှိခဲ့တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီ Port 2ကဘယ်လောက်ထိ เนาะတိုက်ခိုက်ရေးအရန်ကောင်းလဲဆိုရင်ဒီဒေါနတောင်တကြောမှာဆိုရင်အဲ port to hey ဆိုတာ ਨੇ ဒီမြေပြင်ရှေ့တန်းတက်မှုတွေတည်ရင်မှုတွေเนาะ view ဟာမှုတွေ new view ဟာမှုတွေတင်မကပဲ ਨੇ အရှိတောင်တိုင်းစစ်ဌာနချုပ်ကเนาะစစ်တိုင်းမှုကြီးတို့အဲ့လိုအဆင့်တွေ COC ဖွဲ့တွေစစ်ရုံးချုပ်ကကကကြီးကเนาะစစ်ရာရှိကြီးတွေရတော့မှာအာ port to ဆိုတာ ਨੇ ကိုမျက်စိတောက်ထောက်အာမျက်ခြေမပြတ်အထူးကိစ္စဆိုင်ပြီးတော့စောင့်ကြည့်ခဲ့ရတယ်တိုက်ခိုက်ရေးသမားတွေရောဖြစ်ခဲ့တယ်လို့အဲအဲ့ဒီမှတ်တမ်းတွေမှာကျွန်တော်တို့သွားတွေ့ရတယ်ဆိုတော့အဲ့လောက် အဲအဲလောက်ဒေါင်အဆန်းထက်တဲ့เนาะတိုက်ခိုက်ရင်တမတရားဖြစ်တဲ့အတွက်ဒီသူတို့မှတ်တမ်းတွေမှာဘလို့ရေးထားလဲဆိုရင်ဒီအရှိတောင်တိုင်းစစ်ဌာနရောက်ကရင်ပြည်နယ်ရှေ့တန်းစစ်မြေနာကိုเนาะအဓိကကင်တွယ်ရတဲ့တာဝန်ယူရတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ရဲ့ဒီမနက်ခင်းစစ်စင်ရေးစီဝေးတိုင်းမှာဆိုရင်အာဖော်ထုတ်ပြရောက်နေလဲနေပုံထောက်ပြီးတော့အဲမှာเนาะစစ်ဦးစီးဖွဲ့တွေเนาะအမ် viewer တွေ viewer မှုတွေ new viewer ဟာမှုတွေမြေပုံမှာတုံ့တန်နေထောက်ပြီးတော့ဖော်ထုတ်ပြရောက်နေလဲဖော်ထုတ်ဘာလုပ်နေလဲအဲဖော်ထုတ်ကဘာလုပ်လဲ ဘာတွေလုပ်ဖို့စဉ်းစားနေလဲဖောက်ထုတ်စစ်ကြောင်းဘယ်နာရောက်ရှိနေလဲဖောက်ထုတ်ဘယ်နေရာတွေရောက်ခဲ့တယ်လဲအဲစတဲ့သတင်းတွေကိုအဲသူတို့အထက်ထက်ခါခါပြောပြောရတဲ့เนาะတတိကြီးထားပြီးမြေပုံထောက်ပြီးတော့စောင့်ကြည့်ခဲ့ရတဲ့เนาะရန်သူတိုက်ခိုက်ရေးသမားတယောက်ဖြစ်ခဲ့တဲ့အကြောင်းအဲဖောက်ထုတ်ဘယ်ရောက်နေလဲဖောက်ထုတ်ဘာလုပ်နေလဲဆိုတဲ့အတန်ကအဲ့ဒီရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့မနက်ခင်းစစ်စင်ရေးအစည်းအဝေးတိုင်းမှာเนาะဖုံးလွှမ်းနေခဲ့တဲ့အတန်တစ်ခုဖြစ်ခဲ့တယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ် ဆိုတော့အဲ့ဒီဖော့ထူးဟာအာဒီကရင်ဒေါနတောင်တကြောမှာလှုပ်ရှားတိုက်ခိုက်ရင်းနဲ့အာနာရှင်တက်တွေကိုကောင်းကောင်းအာဒုက္ခပေးတိုက်ခိုက်ရန်သူကာကင်းစခန်းတွေစခန်းကြီးတွေကိုအပြုတ်ပြုတ်စစ်ကြောင်းတွေကိုစစ်ကြောင်းလိုက်ပြုတ်အောင်ဖြုတ်ပြီးတော့အာတိုက်ခိုက်နေရင်းနဲ့မှတနေ့တော့အာဘယ်လိုပြောမလဲမသေးသောစေသမားမမသောရှိနေဆိုလိုပဲဒီနဝတရဲ့နဝတတက်ရဲ့ဒီစခန်းကြီးတစ်ခုပေါ့နော်ဝင်ရောက်တိုက်ခိုက်ရင်းနဲ့အဲ့မှာသူက ရန်သူရဲ့လက်နက်ကြီးကြီးသူ့ခေါင်းကိုမှန်တယ်လို့ပြောတယ်ကျွန်တော်မမှတ်သလားဆိုရင်ခေါင်းကိုမှန်တယ်အဲ့ဒါနဲ့သူတိုက်ပွဲကျသွားခဲ့ရတယ်သူနဲ့ပတ်သက်တဲ့မှတ်တမ်းတွေကတော့လက်ရှိချိန်ထိဒီကရင်လူမျိုးစာပေရင်ကျင်းမှုနိုင်ငံရေးနဲ့ပတ်သက်တဲ့ page တွေမှာလဲလိုက်ပြီးတော့လိုက်လံရှာဖွေဖတ်ကြည့်တဲ့အခါမှာသူ့အကြောင်းကိုတော့ လက်တော်လက်ရှိအချိန်ထိမတွေ့ရသေးဘူးနော်ဒီနာဝတာစစ်ဘုံရဲ့မှတ်တမ်းမှာတော့ရေးရီလေးတွေ့လဲရတယ်ဒါပေမဲ့အဲ့မှာမဆိုထုံးစံတိုင်းပေါ့ဒီနာဝတာဘက်ကစိတ်ရရှိရတော့သူကတော့ပေါ့ပေါ့တန်တန်ဖော့ပြီးရေးတာပေါ့ဘာမှအရင်မကြီးနေအောင်အရင်ရေးကြီးနေတော့မှအဲမဆိုစလောက်ပဲဂုံတင်ပြီးတော့သူကရေးထားတယ်ဒါပေမဲ့အဲ့ရေးပုံသားပုံကိုကြည့်လိုက်တာလည်းဘလောက်ထိအဆွမ်းပြနိုင်ခဲ့တဲ့နော်ဆက်သားကောင်းတယောက်ဖြစ်ခဲ့လဲဆိုတော့ကိုကျွန်တော်တို့တွေ့တွေ့ရှိရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့စီစဉ်ပါပြည်သက်တွေဘူးသူးစားရအောင် ဖော့ထူးဘယ်သူလဲဆိုတာကိုတင်ပြပေးလိုက်တာဖြစ်ပါတယ်ဒီလိုမျိုးရန်သူလက်ချက်နဲ့တိုက်ပွဲကြသွားရတယ်ဆိုပေမဲ့အာတဘောသက်တဘောစင်းဆိုသလိုအာနာရှင်တပ်တွေကိုဆက်ပြီးတော့ဒုက္ခပေးမဲ့နော်ဖော့ထူးပြီးရနောက်မှာဂျော်ဖြူဂျော်နီဂျော်တူတူလို့လို့တိုက်ခိုက်ရေးသမားကောင်းတွေ KNU ထဲမှာပေါ်ထွက်လာစမြဲပဲဒီအခုအချိန်မှာပုံချုပ်ကြီးဂျော်နီတို့နော်အဲအဲ့ဒီဂျော်ဖြူဂျော်နီဂျော်တူတူ အဲ့ဒီခက်ခဲရလို့ဆိုရင်ဗိုလ်ချုပ်ကြီးဂျော်နီပဲကြံတော့တယ်သူတို့လည်းအသက်ကြီးသွားပြီသူတို့အသက်ကြီးသွားပြီဆိုပေမဲ့အခု2021ခုနှစ်ရွေးဦးတော်လှန်ရေးနဲ့တူတော့အပြည့်အစုံကြိုးပေါက်ပြီးတော့တနိုင်ငံလုံးမှာလူလူအုံကြွမှုတနက်ကန်တော်လှန်ရေးတွေပေါ်ပေါက်လာတာနဲ့အမြဒီ KNU ဖွဲ့စည်းထဲမှာလည်းနောက်နောက်ထပ်နာမည်ရှိတိုက်ခိုက်ရေးသမားတွေထပ်ပြီးတော့ပေါ်ပေါက်လာတယ်ဆိုတာကိုလည်းကျွန်တော်တွေ့ရတယ်။နောက်ဘိုအယ်ဆေးဝါတို့ဘိုတာတော်တို့နော် Lion Battalion စစ်ကြောင်းဘူးတို့နော် Cobra စစ်ကြောင်းဘူးတို့နော်ဘိုအယ်ဆေးဝါတို့အဲ့လိုတိုက်ခိုက်ရေးသမားတွေကပေါ်လာပြီးတော့ ထပ်မံပေါ်ပေါက်လာပြီးတော့နော်ရန်သူအာနာရှင်တွေကိုဆက်ပြီးတော့ဒုက္ခပေးနေစေဆိုတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီနေ့မှာဖော်ထုတ်နေပတ်သက်ပြီးတော့အဲဒီအစီအစဉ်မှာကျွန်တော်တို့ဂုံပြုမှတ်တမ်းတင်ရင်းနဲ့တင်ပြပေးလိုက်ရပါတယ်ပရိသတ်များနှစ်ထောင်အားရမယ်လို့ယုံကြည်မျှော်လင့်ပါတယ်နောက်အစီအစဉ်တွေမှာလည်းဆက်ပြီးတော့စောင့်မျှော်တည်ရှိအားပေးကြပါဦးเนาะကျွန်တော်ရဲ့အချင်းကျွန်တော်ရဲ့ဒီအစီအစဉ်ဟိုတင်ဆက်မှုတွေကိုသဘောကျတယ်အကြောင်းအရာတွေကိုနှက်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်တာ like လုပ်တာ comment ပေးတာ share လုပ်တာတွေနဲ့လည်းကူညီကြပါအောင် အားပေးကြပါအောင်လို့မြတ်တာရက်ခံတိုက်တွန်းရင်ဒီပါပဲအဆုံးသတ်ပါရစေ